ဇန်နဝါရီပြောင်းရွှေ့ကာလရောက်ရင်ကျွန်တော်တို့ Chelsea အသင်းနောက်တန်းမှာမဖြစ်မနေခေါ်ဦးတင်တဲ့နောက်ခံလူ၄ယောက်မင်္ဂလာပါဗျကိုခိုင်း Chelsea TV ကနေအပြောင်းအညောင်များအလုပ်ကိုကြိုးစားပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Chelsea အသင်းခေါ်ယူတင့်တယ်လို့ခေါ်ယူဖို့လဲလွယ်တဲ့ဖြစ်နိုင်ခြေလဲများတဲ့ရော့ကောက်ခေါ်လိုက်မယ်ချက်ချင်းဆိုလို့ငေါက်ကနေ ရောက်လာနိုင်တဲ့ player ၄ယောက်ကိုပဲကျွန်တော်ရွေးထုတ်ပြီးသုံးသပ်ဆွေးနွေးပေးတော့မယ်။တစ်ခေါက်တုန်းကတော့ကျွန်တော်တို့ခေါ်ယူတင်တဲ့ကစားသမား၅ယောက်ဆိုပြီးတော့ရွေးပေးမှုတယ်။ဒါပေမဲ့အဲကစားသမားတွေကတကယ်လက်တွေ့ခေါ်ယူမှာမလွယ်လောက်ဘူး။အတင်းတော်များစိတ်ဝင်စားနေတဲ့သူတွေပါတယ်လို့စာချုပ်စာတမ်းအရနှစ်ကာလရှည်နေတဲ့စာချုပ်တဒံကြံနေတဲ့သူတွေလည်းပါပါတယ်။ဆိုတော့ဒီကစားသမား၄ယောက်ဒီစာချုပ်တဒံလာပိုင်းပဲကျွန်တော်တဲ့ကစားသမားတွေ။ခေါ်မယ်ဆိုရင် Chelsea လို့ level မျိုးကို ချက်ချင်းရောက်လာနိုင်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ကြိုပြောချင်တာကကျွန်တော်တို့ခေါ်ချင်တဲ့ကစားသမားတွေထက် အချိန်အရခေါ်သင့်တဲ့ခေါ်လို့လွယ်မယ်ကစားသမားတွေကိုရွေးချယ်ထားတာဖြစ်ပါတယ်ဒီရွေးချယ်မှုကလည်းချက်စီးသင်းရဲ့တာဝန်ရှိတဲ့သူတွေသိမှာမဟုတ်ဘူးကျွန်တော်ပြောနေတဲ့ဗီဒီယိုလည်းသူတို့ကြားမှာမဟုတ်ဘူးသို့တော့ကျွန်တော်တို့ကြတော့အတင်းကိုချစ်တဲ့ပရိသတ်အနေနဲ့ဘယ်ကစားသမားလေးတွေကိုခေါ်သင့်တယ်ဘသူကဘလို့ဖြစ်တယ်ဘယ်သူ့ဘယ်ပုံစတဲ့အချင်းချင်း ပြောဆိုဆွေးနွေးချက်လေးတွေကြားချင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ content လေးကိုလုပ်ပေးတာပါတချို့ကကပ်ပြီးမေးတာလေးရှိလို့ပါကျွန်တော်တို့ပြောနေတာတွေကချက်စီးတင်တာဝန်ရှိသူတွေကြားနိုင်လားဘာညာပေါ့အဲ့ဒါမကြားနိုင်တာအလုံးသိပါတယ်လို့เนาะโอเคဆိုတော့ကျွန်တော်နံပါတ်၄နေရာမှာရွေးပေးထားတဲ့ပလီယာကတော့ဘုံမောက်အတင်းရဲ့နောက်ခံလူမာကိုဆန်စီဖြစ်ပါတယ်ဆန်စီက2026ဂျွန်မှာစာချုပ်တက်တန်းကုန်ပါပါဆန်စီတယောက်တည်းတွေမဟုတ်ဘူးကျွန်တော်အခုရွေးပေးထားတဲ့ကစားသမားတွေအားလုံးက 2026ဂျွန်ဆိုရင်စာချုပ်သက်တမ်းကုန်မှာဖြစ်တဲ့အတွက်ကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလရောက်လာတာနဲ့စာချုပ်သက်တမ်း6လပဲကျန်တော့တယ်ကိုပြောင်းရွှေ့ခြင်းတဲ့ကလပ်အသင်းတစ်သင်းကိုလွတ်လွတ်လပ်လပ်ပြောင်းရွှေ့ဖို့ဆွေးနွေးညှိနှိုင်းပိုင်ခွင့်တွေရှိနေပါတယ်ဒီအချိန်မှာကလပ်သင်းတွေကကစားသမားကိုအလွတ်ပြောင်းရွှေ့ခွင့်နဲ့ထွက်ခွာခွင့်ပေးလိုက်ရတာထက် ပြောင်းရွှေ့ကြီးပေါင်၁၀သန်းဖြစ်ဖြစ်15သန်းဖြစ်ဖြစ်ရလိုက်တာသူတို့အသင်းအတွက်လည်းအနေနဲ့အများခံတာနိုင်တဲ့အတွက်ရောင်းထုတ်ဖို့အခြေအနေတွေရှိပါတယ် တကယ်တော့စာချုပ်တက်တန်းမတိုးနိုင်တဲ့ကစားသမားတွေဒီအတင်းအထွက်ဖို့တေချာတလောက်ပဲဒီလောက်လာပိုင်းမဲ့ကြံနေသေးတဲ့အချိန်မှာစာချုပ်တက်တန်းတိုးနိုင်တင်ပါတယ်အတင်းရဲ့အတွင်းရေးမှာပြဿနာရှိတာပဲဖြစ်ဖြစ်လောက်ခပမာဏညှိနှိုင်းဆွေးနွေးနေတဲ့အပိုင်းမှာအခက်အခဲရှိတာပဲဖြစ်ဖြစ်ချန့်ကြာနေတဲ့အတွက်ကြောင့်အခုလောက်ထိအချိန်တွေကျလာတာပါဆိုတော့ကျွန်တော်တို့ Chelsea အနေနဲ့ငွေအားသုံးစွဲနိုင်တဲ့အတွက်ကြောင့်ဒီကစားသမားတွေကိုခေါ်ရေးမှာအခက်အခဲမရှိနိုင်ဘူးလို့ထင်တယ်။ Okay တော့ Sensi အကြောင်းဆက်ပြောလိုက်အောင်။ Marco Sensi သည် အာဂျင်တီးနားသားတယောက်ဖြစ်တဲ့ပရီးမီးယားလိမှာလည်းအတွေ့အကြုံရှိတဲ့ဝိုင်းနောက်ခံလူတယောက်ဖြစ်တယ်လို့ဘုံမောက်အသင်းမှာအီလီယက်ဇဘာညီနဲ့တူတူတွဲပြီးတော့ခြေသွမ်းပြခဲ့တဲ့နှစ်ကာလအခါသမယရရှိတယ်ဒင်းဟောက်ဆန်မတိုင်ခင်တုန်းကဆန်စီယာဘုံမောက်ရဲ့နောက်တန်းမှာပွဲထွက်ခွင့်ရခဲ့တဲ့ပလီယာပေါ့နော်နောက်တစ်ခုကချဲစီးတင်မှာအာဂျင်တီးနားသားကစားသမားတွေတဖြည်းဖြည်းချင်းညီများလာပြီးလက်ရှိချိန်3ယောက်ရှိတယ်ဆန်စီရောက်လာတဲ့အချိန်မှာအာဂျင်တီးနားသား4ယောက်ဖြစ်လာနိုင်တဲ့အတွက်ဖိမကူညီမှုဘာညာဆိုတဲ့အပိုင်းလေးလည်းရှိနိုင်တယ်အခုလက်ရှိလောလောဆယ် ခန်းစစ်တမ်းမှာတာဝန်ထမ်းနေတဲ့ပလေယာရဲ့တက်တော့မာကုဆန်စီကပိုတီငိန်နဲ့ဆွမ်းဆောင်ရမျိုးပြတ်တနိုင်တဲ့ကစားသမားတယောက်လို့ကျွန်တော်ယူဆတယ်သူရဲ့တပတ်လောက်ခါကလည်းကျွန်တော်ပေါင်9000ပဲရှိတယ်ဗျအဲ့တို့ကြောင့်ချယ်ဆီးဒီဆန်စီကိုလုံအောင်ကျော်ပေးရရင်ပေါင်9000လောက်နဲ့ဆွေးနွေးညီနိုင်ပြီးခေါ်ယူလို့ရပါတယ်အသက်ကတော့28နှစ်ရှိပါပြီနောက်တရားကတော့ brusha dotman အသင်းရဲ့နောက်ခံလူ necklace sulade ဖြစ်ပါတယ်ဆိုလေရတော့ကျွန်တော်ထွေထူးထူး မျိုးနေစရာမလိုရှင်းပြနေစရာမလိုအားလုံးတီးပြီးသားကစားသမားပေါ့နော် necklace သူလေးဒီဘိုင်မိနစ်အသင်းမှာကာလာရှိကစားခဲ့ပြီးအဆင့်မြင့်တဲ့ level တစ်ခုထိရောက်ခဲ့တယ်ကဘာအဆင့်နောက်ခံကစားသမားတွေတည်းကတယောက်ဖြစ်ခဲ့မှုတယ်အခုချိန်မှာတော့သူလေးကအသက်30အရွယ်ရောက်နေပြီတဖြည်းဖြည်းချင်းစီတော့ကျနေပြီဆိုပေမဲ့ defender တယောက်အတွက်အသက်30ဆိုတာကာလာတူဖြည့်ရှင်းပြီးတခုအတွက်တော့တင့်တော်တယ်လို့ကျွန်တော်ထင်တယ်ဗျ။စူလေးရဲ့အတွေ့အကြုံပိုင်းသူ့ရဲ့ဥစည်းဥဆောင်မှုပြုနိုင်စွမ်းတွေက အခုမပ္ပရမြေလူးနေတဲ့ Chelsea နောက်တန်းအတွက်တရောင်းတနေရာကအထောက်ကူပြုမှတေးကြတဲ့ Vine ကိုဝဲမကောင်းလာစဉ်အချိန်ကာလအထိကိုဝဲနေရာမှာလည်းပြပြိုးဟာအသုံးချနိုင်တယ်။နောက်ဘောလုံးရသည်တွေမှာလည်းတနည်းနည်းလောက်အသုံးပြုလို့ရသည်တဲ့အတွက်ကြောင့် Necklace 14ကိုဈေးတက်တက်တာနဲ့ခုံနိုင်မဲ့အခွင့်အရေးရှိနေပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိတယ်။အဲ့ဒီပြဿနာကဆိုလေးကိုပေးနေရတဲ့လောက်ခပမာဏ Chelsea ရဲ့မူဝါဒနဲ့မကိုက်ညီပါဘူး။ ။စုလေးသည် brusha dotman မှာလောက်ခပမာဏအများဆုံးရနေတဲ့သူတွေကတယောက်ဖြစ်ပါတယ်။တပတ်ကို euro 3,900လောက်ရတယ်။ chelsea ကကစားသမားအစ်တယောက်ကိုအဲ့ဒါလောက်ထိပေးမှာမဟုတ်ဘူး။စုလေးကလည်းလောက်ခပမာဏ short ယူပြီး chelsea ကိုပြောင်းရွှေ့ပါမလားဆိုတာစဉ်းစားချင်စရာပဲပေါ့နော်။အဲ့တော့ကျွန်တော်တို့လိုချင်ပေမဲ့စုလေးကတော့အနည်းငယ်လေးတော့ခက်ခဲနေမယ်လို့ထင်တယ်။နောက်တစ်ယောက်ကတော့ barcelona အသင်းရဲ့နောက်ခံလူ eric garcia ပါ။ ဂါစီယာရဲ့ကစားပုံကစားပေါက်ကပရီးမီးယားလိနဲ့အရန်ကြီးတော့အဆင်မပြေဘူးဆိုပေမဲ့သူ့ရဲ့အသက်အရွယ်အရသူအမြင့်ပြန်နိုင်ခဲ့တဲ့အနေအထားအရချက်စီးသင်းမှာကာလာရှေအသုံးပြုနိုင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ပရိသတ်အကြိုက်ကစားသမားတွေထဲမှာဆိုရင်လည်းအဲရစ်ဂါစီယာထိတ်ဆုံးကပါနေပါလိမ့်မယ်။အဲ့တော့အဲရစ်ဂါစီယာဒီတပတ်လောက်ကပေါင်တသိန်းတထောင်ပဲရတာဖြစ်တဲ့အတွက်ချက်စီးကပေးနိုင်တယ်။သို့မဲ့ဘာစလိုနာကျတော့လောကပမာဏတွေကိုရှော့ချဖို့လိုအပ်တဲ့အတွက်ကြောင့်အဲရစ်ဂါစီယာကိုစာချုပ်တက်တန်းတိုးဖို့ဆိုတာမသေးကြဘူး။အခုလည်း လာပိုင်းကိုလူလာတဲ့အခုလဲစာချုပ်တက်တန်းလာပိုင်းနဲ့ရောက်လာတဲ့အတွက်ကြောင့်အဲရီဂါစီယာအနေနဲ့ဘာစလိုနာအသင်းကထွက်ခွာဖို့အချိန်နေများတယ်ချယ်ဆီအသင်းကတကယ်လူလူချင်းချင်းနဲ့ကဲလဲမယ်ဆိုရင်အဲရီဂါစီယာကိုပေါက်စည်းထက်ဇီးနှုံးတက်တာစွာနဲ့ရနိုင်ခြင်းအများကြီးရှိပါတယ်ပရီးမီးယားလိဟန်ပန်နဲ့တိတ်မကိုက်ဘူးဆိုပေမဲ့လက်ရှိကစားနေတဲ့တိုစင်အာရယာဘီအိုယူချာလိုပါစတဲ့ကစားသမားရဲ့ထက်တော့အဲရီဂါစီယာကပိုကောင်းပါတယ်အဲ့တော့ကြောင့်အဲရီဂါစီယာကိုခေါ်မယ်ဆိုရင်လည်း ခေါ်လို့ရနိုင်တဲ့အခြေအနေဖြစ်တယ်လို့ခေါ်ဖို့လည်းသင့်တဲ့ကစားသမားတယောက်လို့ကျွန်တော်ယူဆမိပါတယ်ဟုတ်ကဲ့တလက်စာရိုင်းပြဆက်ပေးကြတယ်ကျွန်တော်ညီကိုတွေဘလုံးမဲကစားခြင်းနဲ့ဆိုရင်စီနီယာတောချက်စီမှာမောင်ငါချောင်းအိုင်ဘက်ခွန်ရှိကိုငါသလိုမစ်တိုကိုမမ်ဘာသစ်ယူနစ်ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိကြတယ်ဆိုရင်တော့ဘဘနံပါတ်39963188380မှာဆက်သွယ်ဆုံးသက်မိမဲနိုင်ပါတယ်နောက်ဆုံးတယောက်လာပြီအဲ့တယောက်ကိုတော့ကျွန်တော် ရောက်စေခြင်းဆုံးပဲပေါ့နော်ချက်စီးတင်းရဲ့တာဝန်ရှိတဲ့သူတွေလည်းအက္ကစားသမားကိုမြင်ဖို့အတွက်ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်အခုပြောခဲ့တဲ့၄ယောက်ထဲမှာသူသာတကယ်ရောက်လာရင်တော့ထိတ်ဆုံးကဝမ်းသာပျော်ရွှင်ပြီးမှာကျွန်တော်ပဲဖြစ်ပါတယ်အက္ကစားသမားကတော့ Union Berlin ရဲ့ Portugal နောက်ခံကစားသမား Diogo Light ဖြစ်ပါတယ်ခင်ဗျာဒီ Diogo Light ကိုတော့ရင်းနှီးတဲ့သူနည်းနည်းတော့ရှားလိမ့်မယ်ဒါပေမဲ့တကယ်ကိုကောင်းတဲ့ player တစ်ယောက်ဖြစ်တဲ့ ပေါ်တိုလူငယ်လက်ရွေးစင်အသင်းကနေပေါ်ထွန်းလာခဲ့တဲ့ကစားသမားတယောက်ဖြစ်ပြီးတော့ဘာရာဂါနောက်ပေါ်တိုပြန်ပြောင်းနေအခု junior ဘာလင်မှာစော့နေတဲ့ကစားသမားတယောက်ပါအသက်အရွယ်အားဖြင့်ကလည်း26နှစ်ရှိတယ်အရမ်းမောင်းအပြင်6ပီ3လမ်းမှရှိတယ်တပတ်လောက်ကလည်းပေါင်2000ကျွဲလောက်ပဲပေးနေရတဲ့ကစားသမား Chelsea နေနဲ့ပေါင်9000လောက်နှစ်ဆတိုးပြီးတော့ပေးခေါ်လိုက်မယ် Junior Balin ကိုလည်းဈေးတက်တက်တာနဲ့ပြောင်းရွှေ့ကြီးပေးလိုက်မယ်ဆိုရင် Diego Light ကရောက်လာနိုင်တယ်ကျွန်တော်အခုပြောတဲ့ကစားသမား၄ယောက်ထဲမှာအခြေအနေအရ Diego Light ကအကောင်းဆုံး အခြေအနေဖြစ်ပါတယ်အသက်အရွယ်ခြေသွမ်းပိုင်းဘာမှအပြစ်ပြောနေစရာမလိုတဲ့ကစားသမားအားနည်းချက်လေးတစ်ခုတော့ရှိတယ်အဲ့ဒါကတော့ဒီယိုဂိုလိုက်ရဲ့ဘော်ဘလင်းပိုင်းမှာဘော်ဘလင်းပိုင်းအားနည်းပြီးနည်းနည်း traditional ဆန်တဲ့ defender မျိုးဖြစ်ပါတယ်အဲ့ဒီကြောင့် modern ball လောကရဲ့ဘောလုံးခွဲဝေမှုအပိုင်းတွေမှာ passes accuracy တွေ passes accuracy တွေတိကျမှာ passes တွေကောင်းပုံမှာဆိုတော့စီမီစီကန်နေအောက်မှာတော့တိတ်ပြီးတော့အံဝင်ဘောနော်ဒါပေမဲ့တယောက်ကဘော်ဘလင်းလုပ်ပြီးတယောက်က အနာခံလိုက်ဖြတ်နေမဲ့ဘျူအာပိုင်းမျိုးကျင့်သုံးမယ်ဆိုရင်တော့ဒီယိုဂိုလိုက်ကချက်စီးသင်းမှာအကောင်းဆုံးခေါ်ယူမှုဖြစ်လာပါလိမ့်မယ်အဲ့တော့ဒီယိုဂိုလိုက်ရဲ့အသက်အရွယ်နဲ့သူကစားခဲ့တဲ့ပွဲပေါင်းအရေအတွက်ကိုကြည့်မယ်ဆိုရင်ကလပ်သင်းအားလုံးမှာသူ142ပွဲတိတိစော့ထားတယ်၈ဂိုးသွင်းပြီးတော့၆ဂိုးဖန်တီးထားတယ်ဘာမှအပြစ်ပြောစရာမလိုတဲ့ကစားသမားအခုပရီးမီးယားလိမှာလည်းဘောပလေးမရတဲ့ဒီဖန်ဒါတွေရှိပါတယ်မမချာချာဖြတ်ထုတ်နေတဲ့သူတွေတပုံ6ပေ3ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ အခုအမြင်ပေါ်တွေအားနေနေတဲ့အခန်းကဏ္ဍကိုလည်း Diego Light ကအကောင်းဆုံးဖြည့်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာကျွန်တော်တို့ Chelsea တင်ခေါ်ယူတင်တဲ့ကစားသမား၄ယောက်နဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးခဲ့တာပါ။ကျွန်တော်ညီကိုရဲ့အမြင်တွေလည်းသိချင်ပါတယ်။ Comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးခင်ဗျာ။